ဒဝဲမျိုးနဲ့လောင်းလုံးမျိုးကိုဖြတ်တန်းဆက်သွဲထားတဲ့ဒဝဲမျိုးကိုကမျောကင်တတော်ဖွင့်ခြင်းဟာအခုရက်ပိုင်းနောက်ကျနေတာကြောင့်ဒဝဲမျိုးကိုဈေးဝယ်သွားတဲ့အနယ်ဈေးတွေတွေအခက်အခဲကြုံနေကြရပါတယ်။အရင်ကကမျောကင်တတားကိုမနက်9နာရီခွဲလောက်မှပုံမှန်ဖွင့်ပေးလေးရှိပေမဲ့လေမေလ10ရက်နေ့ကစပြီးမနက်6နာရီကျော်မှဖွင့်ပေးလို့အခက်ကြုံနေကြရတာပါ။ ပြီးခဲ့တဲ့မေလ9ရက်နေ့မနက်9:00နာရီလောက်မှာတဝယ်မြို့ကနေတရချောင်းမြို့နယ်ဖက်သွားတဲ့လမ်းပိုင်းကတဝယ်မြို့ကုတ္တဒါဖြစ်တဲ့ပါတိုင်းတဒါစစ်စေးရေးဂိတ်ကိုတော်လန်ရေးတပ်တွေကဝင်တိုက်ခိုက်တာကနေနှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီနောက်မေလ၈ရက်နေ့ကစပြီးစစ်ကောင်စီတပ်ဟာကမျိုးကင်းတဒါစစ်စီရေးဂိတ်ကိုပုံမှန်ဖွင့်ချိန်ထက်နိုင်ဝဲကျော်နောက်ကျပြီးမှဖွင့်ပေးခဲ့တယ်လို့ဒေသခံခီးသွားတွေနဲ့ဈေးတွေကပြောပါရယ် တဝဲမြို့ပေါ်ကန္နာစီမှာတဝဲတရချောင်းရေဖြူလောင်းလုံးဖက်ကလာတဲ့ဒေတာထွက်ဟင်းသီးဟင်းရွက်တွေနဲ့ကိုင်းသီးနှံတွေကိုနယ်စည်းတဲ့ရေဆုံချင်းမနက်စောစောမှပဲအများအားဖြင့်လက်ကားရောင်းချလိရှိပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလကလည်းကမျိုးကင်တဒါစစ်စီဂိတ်ကိုတော်လှန်ရေးပူပေါင်းတပ်တွေလာတိုက်ခိုက်ခဲ့ပြီးတဲ့နောက်တဒါဖွင့်ချင်းကိုလည်းစစ်ကောင်စီတပ်ကရပ်ပိုင်းကြကန့်သက်ထားပါသေးတယ်။ ရန်ကုန်ဒဝဲမြိတ်ကော့တောင်ပြည်တော်စုလမ်းပေါ်ကအင်းရှိပင်စစ်စီဂိတ်ပောက်တိုင်းတဒါစစ်စီဂိတ်တွေကိုတော့ပုံမှန်အတိုင်းမနေ့6နိုင်မှဖွင့်လှစ်ပေးတယ်လို့မြို့ခန့်တွေကပြောပါတယ်